အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှလည်းကျွန်တော်တို့ရဲ့ညီကောင်မောင်မတွေကိုဆက်လက်ဖတ်ကြားတင်ဆက်ပေးခြင်းနဲ့ဆောက်ကလေးကတော့ဆရာဖိုးကျော်ရေးသားတဲ့မိလောင်မြင့်နဲ့အခြားဝတ္ထုတို့များစာအုပ်မှာကိုယ်တည်တွင် ကိုတူးလန်သူတို့အမိရတဲ့ရတ္တဝတ္ထုတို့လေးကိုကျွန်တော်ကိုရှိတာမှဆက်လက်ဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာကိုယ်တည်တွင်ကိုတူးလန်သူအယံလောကောအန္တိဘူတော်သူ့လောကသူ့ဘဝသည်အမှောင်ထဲ၌ကြဲ့ညံ့နေသည် အမြင်မရှိ အကြမရှိအပလေဤအထီးအတွေ့ဆိုဒီမှာလဲနတ်တီတို့တော့နှစ်သိန်း၄တောင်းလို့ရှိသောမဟာပထဝီမြေကြီးဤနွေထွေသော အထီးအတွေ့ကိုတော့တတိပြုမိသည်ကံစိတ်ဥဒုအဟာရတိဟုသော အကြောင်းအရာ၄ပါးပေါ်မိတင်ဖြစ်ပေါ်လာသော သူသည်အစာဟာရတိဟုသောရှင်းရှင်းကိုရှင်းရှင်းတတ်မှတ်လာသည်တေမွာသောသူဤကိုယ်တွင်ပြည့်ညတ်နေသောမြေဆိုင်မြေကဲ့သို့၏အနံ့သည်ဆာလမုတ်တိတ်မှုကိုပို၍ဖြစ်စေသည် အမိအကြတို့ဖြင့်စိတ်သုံးနေသောသူ၏အနတ်ကိုသာအတင်းထားရ၏တို့နှင့်အနတ်ရသောမိသားကိုသူစားလေသည် သူစားသောမိသားသည်ပဂတိမိသားမဟုတ်နွားရှင်နှင့်ရောရောပြွန်တမထားသောမိသားအဆိုင်ခဲဖြစ်သည်ထိုမိသားအဆိုင်ခဲကို သူစားအံ့တော်ကမိခင်သည်တဘာဝဗီဇာစိတ်ဖြင့်ပြုပြင်ဖန်တီးထားခဲ့လေသည်တို့သောသူသည်မိခင်ကိုမမြင်မတွေ့ရမြေဆိုင်ခဲတဲ့တွင်ညက်ပိတ်နေသောသူတို့ဥပလွယ်၏ ရိုးတူတက်ရှိများကိုမတွေ့ရမြေဆိုင်မြေခဲတဲ့တွင်တင်းငယ်သောသူတို့ဦးတဲ့သာညက်တက်နေသည် သူဤပပတ်လည်းတွင်မြေဆိုင်ခဲမြေသားကြီးဖြစ်သည်နွားချင်းနှင့်ရောပြွန်သောမြေသားကိုစားမိသောအခါလူလွန်လာသည်ခွန်အားဝင်လာသည် သူစားမိလိုက်သောနောက်ချင်းမြေသည်အဟာရကြောင့်ဆာလောင်မုတ်တိတ်လျက်ရှိသောဝမ်းမီးကိုသာငြိမ့်စေသည်မဟုတ်ခန္ဓာကိုယ်ဤတက်တောင့်တက်တာလှက်ပတ်လှုပ်ရှားမှုကိုလည်းရကြသည်ဒီလိုနှင့်သူသည်ဆာလောင်မုတ်တိတ်လာလျင် ြေဆိုင်ခဲဤအတွင်သားများကိုစားသည်ပြီးရုံးကန်လှူရှားသည်အမြင်ကို၎င်းအကြားကို၎င်းတောင်းတလည်းရရှိသည်သို့သောအမြင်အကြားသည် သူစီလိုရောက်ပါလားသူ့လောကသူ့ဘဝသည်အန်တိပူတော်အမိုက်တိုက်သာဖြစ်နေသည်သူလူလို့လူလိုက်နိုင်ရင်သူရှိနေသောမြေဆိုင်ခဲသည်လေလူလိုက်နေသလားထင်မရသည်အမြင်အကြားကိုလိုလာတော်သူသည် မြေသားကိုစားကာပို၍လူလွန်လှုပ်ရှားသည် သူဤကိုနှင့်နေသားသည်ကျိန်ပန်းများစွာပုတ်တိုက်မှုကြောင့်ကျင်းကျက်ကနေသားထိုင်သာရှိလာသည်အစောပိုင်းကလိုမြေတွေကြက်ညက်နေမနေတော့နေရမှုသည်တက်တောင့်တက်သာဖြစ်လာသည်တဘာဝဘုရားရှင်ကဖန်တီးပေးလိုက်သောတက်ရှိတို့ဤဗီဇာသည်ပို၍ပြည်ပြင်လာသည်ဆာလာမုသိမှုဖြစ်၍သူစားလိုက်သောမြေသားသည်အဟာရမှာကျင်းညက်ကချေးအဖြစ်စအိုးပေါက်မှထွက်ကြလာသည်ထိုချေးပေါ်တွင်သူကပို၍လူလှိန်ရုံကန်နေသည် ူကိုယ်ပေါ်တွင် ပေးကြံနေသောမစင်ရှင်းမဲများသည်သူကဘာသူလောကဖြစ်သော မြေဆိုင်ခဲ့ဤအတွင်းနိုင်ငံများကို ရှော့မို့လာစေသည်ဒီလိုနှင့်သူသည်မြေသားကိုစားလိုက်အညီအကျေးကိုစားလိုက်ထိုမစင်ပေါ်တွင်လူးလွန်ရောက်ကလိုက်၏သူကဘာမြေဆိုင်ခဲ့သည်လည်းမြေချင်းကောင်းထဲတွင်လူးလွန်ကမြေလုံးမြေဥဖြစ်လာလေသည်ထိုမြေလုံးမြေဥကိုလိုက်ကရှင်မျောမျောဖြစ်နေသော သူခန္ဓာကိုယ်သည်လည်းတဖြည်းဖြည်းပုတ်တူလာလေသည် ို့သောအမြင်လောကဤအမြင်အကြာအထီးအတွေ့ကိုအာလယပြင်းပြနေသောသူသည်မြေကိုဆန်းကဥကျဲတတ်၌ပို၍ယုံကံလုံရှားနေသည်အမြင်မရှိသေးတော်လဲအကြာကိုစတင်ရရှိလာသည်မိမိဤညီးထွားတံမိမိခန္ဓာကိုယ်မြေရနှံ့သို့ထိတွေ့တံကိုကြားလာရသည်ထိုအခါသူသည်အမြင်ကိုပါလိုချင်တောင်းတဆိုင်နှင့်ပို၍ယုံကံတော်သည်တို့သောအမြင်ကိုမရသည်ပင်မကြီးစွာယုံကံလုံရှားမှုကြောင့်ခန္ဓာကိုယ်ပင်မနှွမ်းနေလာသည် အာရင်ဆုပ်ယုပ်လာသည်မိမိ၏ကျင်းပပတ်လည်းရှိမိသားများကိုပင်မစားနိုင်မကြိုက်နိုင်ဖြစ်လာသည်အဘဲကြောင့်ဆိုသောသူစားလိုက်မစင်ဆုံးလိုက်မစင်သူခန္ဓာကိုယ်ပေါ်ပေးလိုက်သူခန္ဓာကိုယ်ကိုလုံးလုံးလှုပ်ရှားလိုက်လှုပ်ဖန်များလာတော့အခါသူ့ကိုယ်မှမစင်များသည်မြေဥအတွင်းသားများကို ပေးကြံကရှော့မွေလာသည်ပို၍မာကြောကကြိုက်မရဖက်မရဖြစ်လာသည်ထို့အခါသူမစားနိုင်တော့မဲလုံးတောင်းတင်းနေသောသူခန္ဓာကိုယ်သည် အာဟာရမဝင်သောအခါဤပြောလာသည် သူခန္ဓာကိုယ်မှမစင်ရှင်းမဲများယိုထွက်လာသောအခါသူ့ကိုယ်ရောင်မှ ပြောင်းလဲလာသည်သို့သောသူကလုံးဝမလှုပ်ရှားနိုင်တော့ပေမြေဆိုင်ကဲပါမှာပကတိအနေကြသွားသည်အာရင်ကုန်ခန်းသွားတဲ့ပြင်ဘလို့မှမလှုပ်ရှားနိုင်တော့ပေမလှုပ်မရှက်နဲ့ငြိမ်သက်စွာနေရင်းကအပေါ်ယံအရေကုန်များတလှပြီးတလှကွာကြသွားသည်ဇီဝအသက်သည်သူခန္ဓာကိုယ်မှထွက်သွားခြင်းမရှိတော့လေသူက လုံးဝမလှုပ်ရှားနိုင်တော့ ထိုအခါမှာသူ့ခန္ဓာကိုယ်သည်ပို၍အရှိစင်ကမဲလုံးနေရာမှာကြေးဝါရောင် တောက်ပြောင်လာလေသည်သို့တော်လှုပ်ရှားရေကလုံးဝမရသည်ဒီလိုနှင့်သူသည်ရက်သက်တစ်ပတ်နှစ်ပတ်လောက်ကြာသောအခါမျက်စိနာအင်္ဂါရှိလက်တို့ပုံချံပေါ်လာသည်အသက်စီဝါရှိသည်ဟုဆိုတော်လေသူက လုံးဝလှုပ်ရှားလို့လို့နိုင်ခြင်းမရှိသည် နောက်ထပ်တစ်ပတ်ခန့်တွင် သူ၏ကိုယ်လုံးသည်ကြေးဝါရောင်ချွေရောင်တို့ပြောင်းလာသည် ထိုမတပန်ရွှေရောင်မှကျင်းနေအောင်သူပြောင်းသွားပြန်သည်ထိုအကားလုံးလုံးစာပြူလာသည်မျက်စိနာရှာအင်္ဂါရှိလက်တို့သည်လည်းပြပြပြင်းပြင်းပေါ်လာနေတော့သည်အံ့ဩဘက်ကောင်းသည်မှတို့သည် လုံးဝမစားမတောက်ပဲရပောင်း340အသေးလို့မလှုပ်နိုင်မလွတ်နိုင်နေခဲ့တော့လေဇီဝအတက်ကပျောက်ကွယ်မသွားခဲ့ပြီရခင်ကစားတော့ခဲ့သောဥက္ကုံအတွင်မှရှောက်သွေးမှာကျော်နေသောမြေသားနိုင်ငံများကိုလည်းမစားတော့ဘူး တို့တော်သူသည် အလိုလိုအင်အားတရဖြစ်ထွန်းလာသည်ထိုအခါပို၍ယုံကံလှူချလာသည်တစီစီအော်ဟစ်မိတန်းချင်းကိုလည်းပြုလာသည်အာရင်ပြည့်ရွှေလာတော်သူသည်တနေ့တနေ့သူကဘာသူလောကဖြစ်တော်သူကိုက်ဖဲစားထား၍ပါလွန်နေတော်သူဥက္ကုံကိုကိုက်ခွဲလိုက်သည်ထိုအခါသူဤညီကိုမောင်တော်များကိုမြေတယ်လိုင်ကိုတဲ့၌တစီစီအော်ဟစ်ယုံကံ၍တွေ့ရသည် အထေးကျန်ဆံခဲ့ရသော သူဘဝသည်ယခုမှပို၍ဆိုပြသွားသည် ူတို့အားလုံးဒီမြေဥကုံကိုကြိုက်ခွဲကထွက်လာကြသူများကြီးဖြစ်သည်သူတို့အားလုံးဒီတကောင်နှစ်တကောင် တိုးတိုက်ကမြေထဲကဘာနိုင်ကောင်းမှအပြင်လောကသို့ထွက်ရန်အလို့ရဲ့စူးစမ်းကြသည်ဤတို့စူးစမ်းကြရင် သူတို့ဤကြီးနီရောင်ခန္ဓာကိုသည်မဲ့နလာ၏သူတို့ဤသွားများနေရင်ခန္ဓာကိုသည် မာကျော်တန်ဆွမ်းလာသည်အတောင်များကိုဖြန်ကား၍မြေကောင်နိုင်ခြင်းနဲ့၌စန့်တက်ပြန်နိုင်ကြသည်နိုင်ကောင်းကကြီးနေတဲ့ပြင်နိုင်ရန်နှင့်၎င်း တကောင်နဲ့တကောင်ဒီလကောင် တိုက်မိတာမြေပြင်နဲ့ပြစ်ကြတတ်သည်ဒီလိုနဲ့သူတို့ဒီအပြင်တို့ကိုတိုးထွက်ရန်လမ်းပေါက်ချာကြသည်လှိုင်ကောင်းရှိတခြားမြေသားနိုင်ငံများထက်ပျော်ပြောင်းသောမြေသားတဏ္ဍာကိုတွေ့ရှိကြသည်ထို မြေနေရာကိုအပြင်ထွက်လို့စိတ်နဲ့သူတို့ဒီအလူအရဲကိုက်ပေါက်ကြ၏အမှန်မှာယခုသူတို့ကိုက်ပေါက်နေကြသောမြေပြော့လမ်းကြောင်းမှာသူတို့အားပေါက်ပွားရန် သူတို့အဖေဝင်လာခြင်းကကိုက်ပေါက်ထားခဲ့သောလမ်းကြောင်းလေ ထိုလမ်းကြောင်းမှာတာမန်မြေအောင်နှင့်မတူပဲတမူထူးခြားစွာအယောင်ပြောင်းနေ၏အပြင်လောကသို့သူတို့တိုးထွက်ရန်ကြိုးစားနေကြသောအခါသမယသည်ဝတ္တန်ကာလဖြစ်ဥစွာသောကာလဖြစ်နေရာမြေသားများမှာ ပြော့ဤနေသည်ဖြင့်အလွယ်တကူပင်ကြိုက်ဖောက်ထွက်နိုင်လာလိမ့်သည်သူတို့သည်အပြင်လောကအာကာသထဲ၌စိတ်လွတ်ကိုယ်လိုပြန်ဝဲနေကြသည်မကြပါခြင်းအပြင်အပအာကာသလေးကိုချူချိုက်မိသည်နှင့်တပြိုင်နက်ဖို့စိတ်မစိတ်ဝင်လာကြသည် ကိုယ်စိတ်မစိတ်နဲ့အတူအစာအာဟာရဤရှင်ခြင်းတက်မဆိတ်ဒီလည်းလိုကြလာပြန်သည်ဒီလိုနဲ့သူတို့ဒီကျွဲရှိနွားရှိနှံ့ကိုခံတာလောလောလတ်လတ်ကျွဲရှိများနွားရှိများယူချထားခဲ့သောရှေးပုံနဲ့ခုံဝဲပြန်ဆင်းကြသည်ကျွဲရှိနွားရှိကိုစားကြသည်မိုးပေါ်ပြန်တက်၍လေထဲ၌မိတ်လိုက်ကြသည်စာလောင်မှုတိတ်လာသောအခါကျွဲရှိနွားရှိပုံနဲ့တဖန်ပြန်ဆင်း၍စားကြပြန်သည်ဒီလိုနဲ့အမှားများတွင်မျိုးစေ့ချလိုသောဆန္ဒစိတ်ပြင်းပြလာသည် ူတို့ဤတဘာဝဗီဇာစိတ်နှင့်ဥချရန်နွားရှိကြွယ်ရှိပုံအောက်ကိုကျင်းဖောက်ကြသည်ထို့သို့ကိုဝင်ဆိုင်ရောကျင်းဖောက်လို့ရတွင် မိုးရေနှင့်ဆူထိုင်းပြီးပြော့ညံ့နေသောမြေသားများလုကင်းသွားသည့်အသည့်ကျင်းအနှက်ဥဖောက်ကြသည်မြေထဲကိုတကူစားဝင်ဆိုင်ရောလမ်းကြောင်းခက်ရွေ့ရွေ့ဖောက်သွားရမှာမိုးလို့မြေမာတို့ရောက်သောအခါဂလိုင်းလှိုင်ပေါင်းကြီးတစ်ခုလိုတဘာဝအသည့်ဖြင့်ဖောက်လို့ကြပြန်၏ ဥရယံနှိုင်းကောင်းကလိုင်းဖောက်ပြီးသောအခါမူလဝင်လာသောကျင်းပေါက်ငယ်လမ်းကြောင်းအတိုင်းအပြင်သို့ပြန်ထွက်လာ၏ထိုလမ်းကြောင်းအတိုင်းအပြင်မှကျွဲရှိနွားရှိများကိုလှိုင်းကောင်းနှင့်အခောက်ခောက်အခါကတန်ရှာသည်ဥရယံလုံလောက်သောကျွဲရှိနွားရှိကိုယာပြီးသောအခါလမ်းကြောင်းကျင်းဝါကိုမြေပြောကျက်စာကဲများဖြင့်ပြန်ပိတ်သည်ဤသို့ပြန်ပိတ်ခြင်းမှာသူ၏လှိုင်းကောင်းနှင့်သူလမ်းကြောင်းကျင်းပေါက်မှမိုးရေများဝင်မလာနိုင်အောင်ဖြစ်သည်သူဥရသောအချိန်တွင်မိုးဥကြခါတမရရှိသေးသည်ဖြစ် မိုးတဲထန်သောမိုးကာလများ၌လိုင်ကောင်းတဲ့ရေဝင်လာမှာစိုးရိမ်နေဖြစ်သည်နောက်တစ်ချက်မှာသူဝင်လာသောလမ်းကြောင်းအတိုင်းသူနှစ်တကွာသူ၏သားသမီးဦးများကိုစားတော့လို့တော့ပုံမှားတလိ္ဆာများနှင့်လူသားတို့၏အန္တရာယ်ကိုကြောက်ရွံ့ဖြစ်သည်သို့သော သူကလမ်းကြောင်းကြီးကိုမြေမြပင်ပိတ်ထားပိတ်ထားတပေါင်းတစ်ခုလားသို့ရောက်လည်လူသားများသည်ပေါက်တူးကိုစီနှင့်ဒီပိုးရှာထွက်တတ်ကြပြီဒီပိုးကောင်းများများကိုတူးဖို့စားတောက်ကြစားတောက်တတ်ကြသည်သာ သူမြေပြင်ထဲ၌ဥချရန်ဆင်းလာတော့လမ်းကြောင်းကျင်းပေါက်ကိုပြန်ပိတ်ပြီးတော့ပိုးဒီမှသည်ဥချရင်ထိုဥများကိုတလုံးဥမီတလုံးနွားချီကျွဲချီရောထားတော့မြေစင်းနေမောမှန်သည်ဥဆယ်လုံး15လုံးဥပြီးမောမှန်ပြီးတော့အခါဒီပိုးမှသည်တည်သွားနေသည်သူဥရန်မြေချင်းနဲ့တိုးဝင်လာခြင်းကတားပေါက်လို့သောစိတ်ဆန္ဒနဲ့တားပေါက်ဥချရင်တည်ဆုံးသွားမည်အရေးကိုလုံးဝတွေးခဲ့ရန်တိတ်ခဲ့ဟန်မတူရှိ အမှန်မှာဒီဘိုးမှဒီသူ့တေတွင်သူတူးဝင်လာသူများသာဖြစ်ရှိသည်တပင်နိုဝင်ဘာ1985ဟုတ်ကဲ့ပါခင်ဗျာအခုဆက်လက်ပြီးတော့တကိုးချိန်နှင့်အကျဉ်လူသားတို့အမိရတဲ့ရတဝတ္ထုတို့တွေကိုဆက်လက်ပြီးဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာတကိုးချိန်နှင့်အကျဉ်လူသားသူ့အာသူ့အမိဒီတက်ခေါင်းနဲ့နိုင်မွေးပွားခဲ့သည်သူသည်အပေါင်းထဲတွင်စံတော်ဝါးတွားတွားနေခဲ့ရသည် စာလောင်မသိမ့်မှုနှင့်အတူညှိဆိုးဆိုးအနန္တတခုကိုဥစွာတည်ထားမိသည်ထိုအနတ်သည်သူ့ဝမ်းပိုက်ကိုပို၍စာလောင်စေချောင်းတည်ရသည်ကျန်တဲ့ခက်ရော်သောအထီးတွင်များနှင့်အတူသူ့အမေ၏အကြီးကွန်များအကြမှာရှာကောင်ငယ်များကို စတင်ဆမ်းမိသွားသည်ရှာကောင်ငယ်များကိုစားတောင်းရင်သူ့မျက်စိနှစ်ကွင်းသည်အလင်းရောင်ရလာလေသည်သူ့အမေသည်သူ့ကောက်စားနိုင်ရန်အကြီးကွန်များကိုကြွရွာထောင်ဟပေးထားသည်တနေ့တွင် သူ့အမေကိုပေါ်မှာ ခါချင်းနှင့်ရှာကောင်းငယ်များကိုကောက်စားရင်သူ့အမေဤလှုပ်ရှားရွေချမ်းမှုကိုတတိပြုမိသည်သူ့အမေသည်အမေကိုပေါ်ခွတ်တူသည်သူ့အမေကိုပေါ်ခွတ်စီကသူ့အမေနှင့်အတူတက်ခေါင်းမှအပြင်လောကသို့ထွက်လိုက်ကြရသည်သူ့အမေသည်တက်ခေါင်းပေါ်မှအစင်းကပိုးပွေရများကိုအချာခွေစားတောက်နေသည်သူ့အမေနှင့်အတူပါလာတော်သူသည်လေသူ့အမေကိုပေါ်မှအစင်းကမိခင်နေသည်ပိုးပွေရကောင်များကိုအချာခွေစားတောက်လျက်ရှိသည်ပိုးပြေကောင်များကိုရှာဖွေ စားတောက်ရင်သူ့အမေနှင့် ွေးကွာခဲ့သည်အစကြောင့်သူ့အမေကိုတတိမထားမီသူတတိယစီတွင် သူ့အမေသည် အနားနိုင်မရှိတော့ပေဘယ်စီဘယ်ဒေတာရောက်သွားပြီဟူ၍လဲလုံးဝမခံမှန်းတတ်တော့သူသည်မြေပြင်၌ခဏတော့ရောင်နှနာဖြစ်နေ၏အနားနိုင်အမေမရှိတော့သောအခါအားငယ်ကြောက်ရွံ့စိတ်ပြီးရုပ်ရှင်သူ့အတီတဲ့ဝင်ရောက်လာ၏မြေပြင်ကိုနှုတ်သီးနှင့်ထိနှံကအမေအနံ့ကိုရှာကြည့်သည်အနံ့ရသောလမ်းကြောင်းအတိုင်းသူသွားတလာသည် သူ့အမေနဲ့သူဆော့ဆော့ကအတူဆိုင်လာခဲ့ကြတော့တက်ပင်ရင်တို့ပြန်ရောက်လာ၏ခက်ခိုင်းခိုင်းဖြစ်နေသောတက်ပင်တွားတက်လာ၏သူ့ကိုမွေးဖွားခဲ့ရာတက်ခေါင်းထဲသို့ပြန်ရောက်လာသည် သို့တော်သူ့အမေကိုမတွေ့ရတော့ကာလကြာမြင့်စွာခိုးအောင်နေခဲ့သောတက်ခေါင်းထဲတွင်သူ့အမေ၏အနံ့အသက်ကိုသာမှော်နေအောင်ယူဆရလေသည်သူ့အမေသည်သူ့အားဆွန့်ပြေးထားခဲ့လေပြီအားငယ်စိတ်နှင့်အတူငိုင်မြင့်မှုသည်လည်းအလိုလိုရောက်ရှိလာပြန်၏ သူသည်တက်ခေါင်းပေါ်မေးတင်ကနွမ်းလျှမောပန်းစွာအိပ်ပျော်သွားလေသည်လေယူးသည်တက်တော့တက်တော့တဲ့သို့မှု့ဝင်လာသည်တချဲချဲမြည်သွားသောတိတ်ရွက်ခတ်တံများနှင့်အတူတသေးသေးကျွေလွင့်သွားကြသောရွက်ကြီးရွက်ချောက်အတံများကိုလည်းကောင်းစွာကြားလိုက်ရသည်တက်ခေါင်းကတွင် မေးတင်ကလေညင်းခံအိမ်ငိုင်ပြီးနေတော်သူသည်မျက်လုံးကိုမဖွင့်ခြင်းဖွင့်ခြင်းနှင့်နှေးကွေးလေးလံစွာတချဲဖွင့်လိုက်သည်ညောင်များလာစွာသောတိတ်ရိုင်းပင်များကြားတဲ့တွင် စောစောကနေကြအောင်ကျွေလင့်သွားကြတော့တိရွက်ချောင်များကိုလှမ်းမြင်လိုက်ရသည်သည်သူသည် ပြင်းကြွားတဲ့ချက်ကိုအားရှိပါရှိဆွဲဆန်းနိုင်သည်တကိုယ်လုံးကြီးတန်ချက်ဝိအကျေးပုံများထောင်ထလာ၏ရှေလက်တို့ကိုအစွမ်းကုန်ဆန့်ထုတ်ပြလိုက်သည်ငိုင်းမြင်းငိုင်းကြီးမြို့တို့ရုတ်တရက်ပျောက်ပြင်းသွား၏လမ်းဆန်းသွားသည်အာသည်သည်သူ့ခန္ဓာကိုယ်ထဲသို့အလိုအလျောက်ဝင်ရောက်လာ၏လမ်းဆန်းမှုအာသည်နှင့်အတူဝမ်းပိုက်၏ဆာလောင်မှုတိတ်မှုသည်လည်းတခဏချင်းနှိုးကြလာလေသည် တစ်ခေါင်းမှထွက်ရန်တကိုယ်လုံးကိုလှုပ်ရှားလိုက်သည်ရွေ့ရွေ့တွားရီထွက်လာ၏ဖင်ဦးတောင်းထောင်ကြီးတစ်ပင်ပေါ်မှဆင်းရန်အားယူလိုက်စဉ်ထူးခြားသောအတန်းတစ်ခုကိုပင်စီအောက်မှကြားလိုက်ရသည် အရှိလေးချောင်းရှိသောတောတလိဆိုင်ကြီးတစ်ကောင်သည်သူရှိရာတစ်ပင်ကြီးနာသို့ဦးတည်လာနေသည်ရွက်ကြီးရွက်လျှောက်ကိုဖြိုးဖြိုးဖြောင်းဖြောင်းနင်းပြလာ၏တောတလိဆိုင်ကြီးမှာသူ့ကိုခန္ဓာကိုယ်ထက်အစာပေါင်းများစွာကြီးမားသည်အညိုရောင်အမွှေးတို့ဖြင့်တကိုယ်လုံးချော့မွန်နေသည် အာကိုရန်အမိလည်းမရှိတော့သူသည်အာငယ်သွား၏သူအာရံမူရန် လာလေတလားဟုသောအတွေ့အကြုံတကူလုံးမှုန်ထူသွားလေ၏ဆက်ချင်းအကျောချင်းများဆိုင်သွားသည်ကြောင်ရုံစိတ်ကြောင့်ရှေလက်တို့တဆက်ဆက်တုံရင်လာ၏သူဤကောင်းမွန်သော အလေးအကျင့်မရသေးသောရှေသေးလက်သေးများသည်ပင်စီမှတစ်ခွန်ကိုကုတ်မမြဲချစ်မမြဲဖြစ်နေ၏အထူးသဖြင့်လေးလံ၍အကျေးပြားထူသော အမိပိုင်းကို ထိန်းထားရသည်မှာပို၍ပင်ပန်းလာသည် တကူလုံးအေးအေးထန်ကြအောင်ရှေးချောင်းလက်ချောင်းတွေကအကျိုးတက်လာသည်တစ်ပင်ဖျားမှဆင်းလာတော့သူသည်လမ်းကူးလိုက်၌ဆင်းရအခန်းပြန်တက်ရအခန်းဖြစ်နေ၏သူကြောက်နေသောတောတလိဆိုင်ကြီးသည် ရုပ်ချင်းသူ့အောက်သို့ရောက်ရှိလာသည် သူသည်ကြောက်စိတ်နှင့်တစ်ခေါင်းသို့ပြန်တက်ပြီးရန်ခန္ဓာကိုယ်ကိုအဆက်ခနဲလှိမ့်လိုက်၏ထို့စဉ်သူ့ကိုယ်သူမထိန်နိုင်ပဲတစ်ပင်ပေါ်ကလိမ့်ကျသွားလေသည်လမ်းဖြန့်၍ကိုယ်ကိုကျုံလိုက်ရာ သူ့ကိုယ်သည် လေထဲ၌အလိုလိုကရွတ်ခွေလိုလုံးကျသွားလေသည် သူသည်တတိလက်မတန်ဖြစ်သွားလေသည်။ဟုံးကနေမြေပြင်နှင့်သူ့ကိုယ်တို့ထိလိုက်တံကို သူနားခကြလိုက်ရသည်။နာကျင်ချင်းတော်အလေးမရှိ။မြေပြင်တွင် တပတ်နှစ်ပတ်အခွေလိုက်လိမ့်သွားသည်။ဦးကောင်းသည်အတွင်းခွေထဲသို့ရောက်နေသည်ဖြင့်ကြောက်ခဲတိတ်ရွံများနှင့်ထိတိုက်မှုမရှိ။အမိပြာအကြီးကွန်တစ်ခုသာကြောက်တုံးနှင့်ရိုက်ပြီး၍အနှဲငယ်ပဲ့ဆင်သွားသည်။သူအစ်ပင်ပေါ်၌ရှိခဲ့ခြင်းကမြင်လိုက်ရသောကြည်တလိမ့်ဆန်ကြည်သည် တောင်အောင်အော်ဟစ်ကစောက်တီရမရလက်ဖြံပြီးသွားသည် သူသည်တော်တော်ကြိမ်နှက်သွား၏သူ့ကိုဆယ်သားမြတ်ရှိသောတလိ္ဆန်ကြီးသည်သူ့ကိုကြောက်၍ထွက်ပြေးသွားလိမ့်မည်ညင်မာတီခေါင်သောတစ်ပင်ပေါ်ကလိမ့်ကြလာတော်လဲသူကဘာမှမဖြစ်ခွေလျက်သာသူနားဆွေနေ၏တလိ္ဆန်ကြီး၏အွန်မီတန်သည်တဖက်တောတောင်ကမ်းမရန်တို့ပင်ရောက်သွားလိမ့်မည်သူသည်ခွေလိုက်နေသော သူ့ကိုကိုပြန်ဖြေလိုက်သည်သူ့ကို၏အလေးပြမိကြောင် လက်ညှိုးလက်တန်းလုံခန့်ချီတော့တက်ကိုင်းချောင်များပင်ကျိုးပဲသွားလိမ့်ပြီကြောက်တုံးတစ်ခုလည်းပွန်သွားပြီသူဒီအကျဉ်တကြီးဂျင်းတ်ကတက်လျှောက်ရတော့တယ်တလှမ်းချင်းလှမ်းသွားလိမ့်မည်အကြောက်ပြေသွားသဖြင့်ဝမ်းပိုက်ကပုံရိပ်အစာလောင်မတိတ်လာပြန်သည်တွားရင်နဲ့အစာချာလျက်ရှိရာတက်ရွက်ချောင်များပေါ်တွင်ခါချင်းကောင်များကိုတွေ့ရလိမ့်မည်ခါချင်းကောင်များသည်ဖင်ထောင်ကတန်းစီ၍သွားလာနေကြသည်သူဒီခါချင်းကောင်များကို စတင်ကောက်စား၏ တစ်ပင်ဘောကအတားလိုက်ဆင်းလာတော့အခါကျင်ကောင်းများသည်သူကောက်စားသောအကာတစ်ပင်ဘောသို့ပြန်တက်ပြေးသွားကြသည်သူလည်းအပြင်းနေသောအခါကျင်ကောင်းများကိုကောက်စားရင်းခါကျင်ကောင်းများနောက်သို့တွားလိုက်လာသည်တစ်ပင်ရင်တစ်ခုသို့ရောက်ရောက်လာသည်ခါကျင်ကောင်းများစုပ်ခွာပြစ်တက်သွားသည့်အတိုင်းခါကျင်ကောင်းများကိုစားရင်းနောက်ကလိုက်လာ၏ခါကျင်ကောင်းများပြန်တက်သွားသောတစ်ပင်မှာသူစောစောကတက်ရောက်နိုင်မိနေတဲ့တစ်ပင်ကဲ့သို့ခက်ကန်းကန်းရှိ၏ မတ်စောက်နေသောအတ္တပင်မဟုတ်သဖြင့်အလွယ်တကူတက်လိုက်လာလေသည်ခါကျင်ကောင်များသည်တိတ်ရွက်များကိုလုံးထူ၏အတိုက်ပြုလုပ်ထား၏တိတ်ရွက်တရွက်နှင့်တရွက်ကိုသူတို့၏အာဂတွင်းမှအစင်းနှင့်ဆွဲကပ်၍အိမ်ဆောက်ထားကြ၏အိမ်တွင်းနှင့်ပြေးဝင်သွားကြသောခါကျင်ကောင်များကိုသူသည်ရှေ့လက်နှချောင်းဖြင့်ကုတ်ဖြဲပြီးနှုတ်သီးနှင့်ထိုးမူသည်ခါကျင်အိမ်မှဆက်ချင်းပြက်စီးသွားသည်မိသည်မြခါကျင်ကောင်များကိုအငမ်းမရစားသည်သူတို့၏အတိုက်အမြုံကိုလာဖြတ်သော သူ့တကိုယ်လုံးကိုခါချင်းကောင်းများဝိုင်းအော်ကြိုက်ခဲ့ကြသည်။သို့သောကြောက်တုံးကြောက်ခဲများကိုပင် ပုံးပဲ့စေသောသူ့ခန္ဓာကိုယ်သည်ခါချင်းကယုံခြင်းအရာပင်မဖြစ်။တကိုယ်လုံးသည်ပို၍ရာရာဖိန်ဖိန်ဖြစ်လာသည်။ထိုအခါတကိုယ်လုံးရှိအကျေကွန်များကိုကြက်တင်းမွေးခြင်းထထွားထောင်လိုက်မိသည်။ငမိုက်သားခါကျင်များသည်သူ၏အထက်ထက်သောအကြီးကွန်များလည်းဝင်ကြိုက်ကြပြန်သည်။သို့သောသူကအယားပင်မပြေ။ဖြတ်ထောင်ထားသောအကြီးကွန်များကိုပြန်၍ရုပ်ပြလိုက်သည်။ အခြေကိုများကြတဲ့တွင်ခါချင်းများညက်မိ၍မတည်မချင်းရုန်းကန်နေကြသည်ခါချင်းတို့တထုတ်ကုန်သောအခါသူဖိုက်ပြေသစ်ပင်ရင်းတို့ပြန်ဆင်းရန်ကြိုးစားသည်ခါချင်းကောင်များကိုစား၍တရွေ့ရွေ့တက်လာတော့မှစားလောင်မသိမှုကြောင့်အပင်ပြားတို့ရောင်မှန်းမတည်ရောက်လာခဲ့ယခုပြန်ဆင်းသောအခါခရီးကအခြေကြနေသည်သူဤတဘာဝမှာဖိုက်ပြေသွားသည်နှင့်မိမိကိုယ်ကိုထိမရတော့အောင်နိုင်မီးကျင်လာသည်နိုင်မီးကျင်စိတ်နှင့်သူ့ကိုမွေးလာခဲ့ရာတင်နံဗိမ္မာန်ကိုလွမ်းလာသည် ငိုင်မီးစွာဆင်းလာရင်ကတတိလွတ်ပြီးတက်ပင်ပေါ်အမြင်ကနိုင်ကြသွားပြန်၏လေထဲကလမ်းတွင်တရေရရမြေပြင်သို့ ရောက်ကပြန်တို့လာသည် လုံးလိုက်ခွေကျင့်နေသော ကိုကို မနာမကျင်ပဲပြန်ဆန်သည်ပြီးသူ့တင်တန်းသို့ပြန်လာသည်သူသူ့ကိုပေါ်ရှိအထက်ထက်သောအကြီးကုန်များကြားတွင်စလည်းစားတောက်နိုင်သောခါချင်းကောင်များအသိဉာဏ်တန်လဲပါဝင်လာကြရာဒီတခါတော့စိတ်ချလိုက်ရှာနိုင်မီအိတ်ဆက်နိုင်လေပြီ ဒီလိုနဲ့သူဒီတင်နန်းအောက်တို့ပြန်ရောက်လာတယ်များတော့ရောက်လာတယ်များတော့တမင်တရေဂျီငယ်ဆိုင်ဆက်ဖို့ဗဒတ်တို့ကို၆လံသည်ကြားပြောင်းဝွန်တိစသည်တလိဆန်ချင်းများကိုလည်းအလုံးမပြီးတစ်ပင်ပေါ်မှခုန်ချ၍ရှောက်လန်မောင်းထုတ်တတ်၏ကြာတော့သူ့တင်နန်းသားကိုမိသည့်တောတလိဆန်သားမတည်ရတော့ပြီဖြတ်၍ပင်မပြေးရကြတော့တို့မှသာသူလည်းကောင်းစွာငိုင်းပြီးအိတ်ဆက်ရလေ၏ ဤတော်ဤတောင်တွင် သူလတကူအာနာကြီးသူမရှိတော့သူကိုရင်ဆိုင်ဖို့သူမရှိတော့သူသည်မြည်သည့်တက်ရှိတရဝါကိုမှမှုနေစရာမလိုတော့ဟုစိတ်ကြီးဝင်လျက်ရှိလေသည်တနေ့တနေ့သူဤငိုင်းမြဲမှုကိုအတန်တခုကနှောက်ရက်လာပြန်သည်သူနှင့်မဒီမဝဲရှိတေတော်ထဲမှတက်ခုတ်တန်တခုကိုနားမချမ်းသာစရာကြားနေရသည်နားအလွန်ပါသောသူသည်ထိုအတန်ကိုနားဆွင့်နေ၏မကြခင်တပင်ကြီးများပြိုလဲကြတန်ကိုကြားရသည် တသင်ကြီးများကိုပင် ပြိုလဲသွားနိုင်လောစွမ်းဆောင်နိုင်သူကိုအံ့ဩသူအံ့ဩသွားသည်မကြမီတိကုတ်တန်နှင့်အတူသူနှင့်နေသောနေရာမှာတသင်ကြီးတပင်လဲကြတန်ကိုထတ်ကြလိုက်ရပြန်သည်ဤတခါလဲကြသောတပင်မှာကြီးမားပုံရ၏တတော်လုံးတထောင်လုံးပင်ပဲ့တင်တန်မြည်ဟီသွားလေသည်အတန်ရှင်သည်သူတပင်နှန်းကြီးကိုပင်ပြိုလဲသွားအောင်လုတ်လေမလားစိုးရင်ပူပန်စိတ်သည်ချက်ချင်းဖြစ်လာ၏တို့တော့များစွာတော့စိုးရင်ခြင်းမရှိ အတန်ရှင်သည်သူတင်နှံအောက်သို့ရောက်လာလေသည်နှင့်ခုံချားချောက်လိုက်၏မောင်းထုတ်ပြေုံသာဝေးမောင်မျိုးဒုတိယမြောက်ထူးခြားသောအတန်တစ်ခုကိုကြားရပြန်သည်ယခင်ကလုံးဝမကြဘူးသောအတန်ထိုအတန်ကြောင့်အသေးသေးဥတွေကရားကြီးကြီးဖြစ်လာသည်ဝေဒနာသည်အသေးသေးဥတွေလေချောင်းထဲကိုတက်ဆောင်လာသည်ကိုကိုတစ်ချက်တွန်းလိုက်၏လေချောင်းထဲတွင်တစ်ဆုဆူကြီးဖြစ်နေသောဝေဒနာကိုညှစ်ထုတ်၏ အော်ဟဲလိုက်သည်အံ့ဩသွားမိသည်စောစောကကြားလိုက်တော့သူ့ဝမ်းပိုက်ထဲမှာအသေးတွေဦးတွေကိုရာကြီးကြီးဖြစ်စေခဲ့သောအတန်နှင့်ထပ်တူထပ်မြမိဟိသွားသည်သူ့အတန်ကိုသူမယုံနိုင်တဲ့ဖြင့်ထပ်၍တခါအော်ကြည့်ပြန်သည်ဟူဟူသာပြန်ထွက်လာပြန်သည်နောက်တခါထပ်အော်ပြန်သည်ထိုနည်းလည်းကောင်းပြီတေးရလျှောက်ပေါ်နင်းလျှောက်လာသောရှေးတတန်ကိုကြားရသည် သူဒီမကြမကြာဝူဝူဟူအောင်မြင်ခြေတန်းလာရတော့တင်နန်းပေါ်ကလန့်ကြည့်နေသည်တိကုတ်သမားများသည်သူကြည့်ရာတက်ပင်အောင်သူရောက်လာပြန်သည်ဝေးမောင်ပြူဝူဝူတိကုတ်သမားကြီးဤအတန်ကမယုံတင်ကံမှုဖြင့်ပူကျဲသွားသည် သူကဝူဟူထူလိုက်တဲ့ဖြင့်သူနှင့်ခလန်းလန့်ရှိစောစောကတက်ပင်ကြီးပြိုလဲကြရမှာလေဝူဟူသောထူချသောအတန်တစ်ခုကိုသူကောင်းစွာကြားလိုက်သည် တက္ကိုသမားကြီးသည်များစွာတန်တရားဖြစ်သွားသည်တစ်တင်ပေါ်မော့ကြည့်မောင်ယုဟုတီတို့ခေါ်သည်သူကဝူဟုပြန်ထူလိုက်ပြန်သည်တက္ကိုသမားကြီးရှိန်လန်းသည်အထိတ်တလန့်ဖြစ်ကနောက်ကျုံဆုံးသည်တစ်တင်ပေါ်ကိုလည်းမျက်လုံးကျွတ်ထွက်မှတဲ့အစိုက်ကြည့်နေသည်သူတင်နန်းအောက်သို့ရောက်ရှိလာသည်များသောတက်ရှိတော်ဝါများအားရှောက်လန့်နေကြသူသည်ဤတခါလဲတိကုတ်သမားကိုရှောက်လန့်ရန်အချိန်ကြလာနေပြီဟုအလိုလိုစိတ်ကအတည်ပြလိုက်သည ဟူးဟူးတချက်ခေါ်လိုက်ကသူဒီတစ်ပင်ပေါ်ကခုန်ချလိုက်သည်အောင်မလေးဗျတေးတေးပါပြီတယဲတယဲတက္ကုတ်တမကြီးဒီငဲတန်ပေါအောင်အဟစ်ကအထိတ်တလန့်ထွက်ပြေးသွားလေသည်သူဒီအတိုင်းမသိဝန်တာသွားကြီးရှေရှေလျားလားပြေးသွားအဟစ်သွားတော့တက္ကုတ်တမကြီးအတန်ပူပြီသူဒီနောက်ထပ်နှစ်ခါသုံးခါကြားလိုက်ရင်ပြန်အော်တယ်မြည်တတ်မြည်ဟုစိတ်ထဲကထင်လိုက်သည် လောလောဆယ်တွင်မူတိခုတ်သမားစီကရလိုက်တော်ဟူဟူသောအတံကိုမမေ့ပြောက်အောင်တဝူးဟူအော်မိပါသူ့တင်နန်းပေါ်သို့ပြန်တက်လာ၏ဤတော်ဤတော်တွင်သူ့ကိုရှင်ဝှမိသူမရှိတော့ပြီဟုသူကသာတကိုးရှင်ဖြစ်နေလေသည်စောစောကမှသူသည်နူးညံ့သောရှင်းများတခြင်းကိုမြေချတဲ့ခြင်းကိုအဝအပြဲဆားကတင်နန်းတို့ပြန်လာခဲ့သည်။ဘိုင်လေးလေးနဲ့ငိုင်းမီးဖို့ပြင်ကာသရှိသေးသည်။အတန်တန်ကသူ့ကိုနှောက်ချက်လာပြန်၏ နားပါလုံးသောတကိုးရှင်ခမရကောင်းစွာနိုင်ပြီးဖို့မရညလည်းညနေလည်းအတန်မျိုးစုံကသူ့ကိုနှောက်ချက်နေကြ၏ထို့ကြောင့်သူသည်ယခုအခါတရှိတရဝါတို့ဤဘာသာပေရအတော်များများကိုလည်းနားယေဝ၏အော်တက်ညီတက်နေပြီသူတို့ဤအော်တန်ကိုနေ့စဉ်လိုက်အော်၍ရှောက်လန့်နေရသည်ပင်အလုတ်တစ်ခုလိုဖြစ်နေ၏တို့တော်မြေပြင်၌ကြက်စားနေသောတရှိတရဝါတို့ကသာသူတို့ဤအတန်တို့နှင့်ရှောက်လန့်၍ရတော်လေမိုးကောင်းကင်၌ပြန်ဝဲနေသောမှများကို သူတို့အတန်တူနေ၆လပြည့်မြာကြောက်လဲမကြောက်ကြတနေ့တနေ့ငှက်အော်တန်တခုလိုက်အော်နေ၍ငှက်အမြောင်များရောက်လာကသူ့ကိုဝိုင်းဝန်းထိုးစိတ်ကြတဲ့ဖြင့်တက်ခေါင်းနှမ်းနဲ့ပြန်ဝင်ပြေးပုံပြရနေသည်ထိုငှက်အုပ်ဤတင်ငန်းသာပေးကမှုကြောင့်နောက်တော်သူသည်ငှက်အော်တန်များကို နားချင်အောင်ကြားရတော်လဲလိုက်မအော်ရဲတော့ဘီနှုတ်ကိုဆောင်သီးနေရနေသည်ယခုမြေပြင်မှညွညွညံ့ညံ့အော်လာတော့မှတ်တမ်းမဟုတ်မှန်းတော်သူသည် တို့တော့ငှောက်အုပ်ကိုတတိယနေ၍ဆက်ချင်းလိုက်မအောင်ဟောဒီအတန်ကြာရတို့သာတင်နန်းပေါ်ကလှမ်းမြော်ကြည့်နေအရှိလေးချောင်းချီသောတလိတ်ဆန်နှကောင်သည်မြေပြင်ကိုနမ်းချုပ်ကသူရှိရာတပ်ပင်ရင်တို့ဥတီလာနေကြသည်တလိတ်ဆန်နှကောင်ဤနောက်ပင်သူတနေ့တနေ့ကမှရှောက်လန်းလိုက်သောတရဝါကဲ့သို့ရှင်နဲ့ချောင်းနှင့်လိုက်ပါလာသောတရဝါနှကောင်အရှိလေးချောင်းချီသောတလိတ်ဆန်နှကောင်သည်သူတင်နန်းတပ်ပင်ပေါ်ကိုကောက်ရှိတွေ့တက်ကခေါင်းမော၍တောင်းဟောင်းအော်နံပေးနေသည် သူသည်ခနာချင်းအတံကိုကြက်မိသွားပြီးပြန်ဩသည်သို့တော်ထိုတလိမ့်ဆန်၎င်းကမကြောက်ထွက်၍လည်းမပြေးကြဟောင်းမြဲဟောင်းနေကြ၏ရှင်နှချောင်းကြီးတရဝနှကောင်ကမူရှင်လန်းတုံလာကြ၏တင်နန်းပေါ်သို့မော့ကြည့်ကြသည်တစ်ပင်ရင်ပေါ်မှတစ်ပင်ရင်တို့ဘူသူတို့ဝင်မလာကြသူတို့တစ်ဘက်ဖြစ်ပုံရသောတလိမ့်ဆန်၎င်းကသာပင်စီကိုကုတ်ချ၍တောင်းဟောင်းဟောင်းဟောင်းနေကြသည် သူဒီနောက်ဆုံးနည်းဖြစ်တော့ခုံချလျှောက်လန်နေနေကိုကိုလုံးခွေနေကတက်ပင်ဘောကခုံချလိုက်။ဟောင်းနေသောတလိတ်ဆန်တကောင်ဂိန်းကနေလန့်ပြန်မိတန်တစ်ချက်ကိုကြားလိုက်ရသည်။သူအနာသူပြေးလာကြသောအခြေတံများကိုလည်းကြားရသည်။ပြီးတွေ့ပြီတွေ့ပြီတိတ်ခုတ်သမားတွေကအတန်တို့နှင်းလျှောက်လန့်နေတာလက်ဆတ်တော်ဒီတင်းခွေချက်ကြီးကိုကဒီကောင်တွေကလူတန်တို့နဲ့တရေတစီအောင်ဆောင်ပြီးလူတွေကိုလျှောက်လန့်တတ်တာအခုတော့အတန်တို့ဝိတ်စာမိပြီ။ တယောက်သောသူဤအပြောကြောင့်သူသည်လက်ခွေထားသောကိုကိုပင်ပြန်မဆန်းရဲပဲညီနေဟုတ်တယ်ကွာဒီကောင်ကြီးကလူတန်ကိုတုပြီးအော်တက်ယုံနေမကဘူးတလိမ့်ဆန်တွေအော်မီတန်ကိုလည်းတုတူပြီးလိုက်အော်မီတတ်တာမုတ်ဆိုးတွေကိုရေအော်တန်ဝက်အော်တန်တစ်ပင်ပေါ်ကလှည့်စားပြတာလည်းဒီတင်းခွေချက်ပဲတင်းခွေချက်ကိုဒါကြောင့်တချို့ကတရေတစေထင်ကြတာတနေ့ကမောင်ပြူတို့ကိုရှောက်လန့်လိုက်တာလည်းဒီကောင်ကြီးပဲ တယောက်တော်သူသည်သူ့ကိုဆွဲမြောက်ကမြေပြင်တွင်တဖုံဖုံကန်ရိုက်ပြစ်ပေါက်၏သူသည် လုံးဝမလှုပ်ရှားရဲတော့သူဤကိုယ်ကိုပို၍လုံးကျင်မှာကြောအောင်သာအာရှိတမြခွေလိုက်ထားရ၏ဟာမင်းတို့တိခွေချက်ကိုဒီလိုကန်ပြရိုက်လို့ကတော့ရအောင်ရပါမဟုတ်ဘူးကွာအိမ်ရောက်တော့ရေနေပွက်ပွက်ဆူဆူနဲ့လောင်းလိုက်မှာအကြီးကွန်နေအလွှားလိုက်ကွာကြပြီးဆန့်သွားမှာဒီအလုံးအခွေလိုက်အတိုင်းပဲထမ်းอยู่ဒီနေ့တော့ တို့တွေတင်းခွေချက်သားဝဝကြီးစားရပြီဟဲ့ဤတော်ဤတော်လေသူ့ထက်တကောအနာကျေးသူမရှိဘူးအထင်ရောက်နေကြတော့တင်းခွေချက်ခင်ဗျာယခုတော့ဘာမှမတတ်နိုင်တော့ရှိသူ့ထက်အတိတကောကြီးသူ လူသားတွေကသူ့အားတတ်စားရင်ဖန်စီယူဆောင်သွားကြနေပြီပန်ရုပ်စုံဇန်နဝါရီ1984ဟုတ်ကဲ့ပါခင်ဗျာ ဒီနေ့မှာအချိန်တစ်ခုပေးပြီးဝင်ရအောင်အားဖြင့်ပြေးခဲ့ကြပါတော့ကျွန်တော်တို့ရဲ့ညီကောင်မောင်နှမတူဦးတယောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ